အားလုံးပဲမင်္ဂလာပါရှင်။ Listener Heaven Channel မှာကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါရရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာမကြီးခင်းနှင်းယူရဲ့ဇီဝဇိုးစံအိမ်လက်ရွေးစင်အတွေးဆောင်ပါစာစုစာအုပ်မှ အချက်နှစ်ကျွေးမီလို့အမည်ရတဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရရှင်။ 1986မတ်လတုန်းကကြောင်မဲမြို့ကိုရောက်ခဲ့ပါတယ်။လာရှိုးမှအပြန်တွင်ကြောင်မဲမှာစာပေဆွေးနွေးပွဲတစ်ခုပြုလုပ်ပါရန်ဒေါက်တာခင်အောင်ချိုနှင့်ဦးရဲလွင်တို့ကကျမကိုဖိတ်ကြားခဲ့ပါတယ်။ချမ်းမြေစရာတော်ကကြောင်မဲတွင်ညဘက်တရားဟောကြား၍နေ့လယ်ဘက်တွင်ကျမနှင့်ကြောင်မဲစာပေဝါဒနာရှင်များစာပေဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြပါတယ်။ ထိုစာပေဆွေးနွေးပွဲနှင့်ကြောင်မဲမျိုးအကြောင်းစာရေးမီစိတ်ကူးပေမဲ့အခွင့်မတားခဲ့ပါတနေ့တော့မြမရာဇကြိုအမိနှင့်ရေးမယ်ဟု၍ရည်ရွယ်ထားပါတယ်လောလောဆယ်တော့ကျမအစဉ်တတိယနေသောစာပေဆွေးနွေးပွဲအကြောင်းကိုတစစီတစစီနင်းနေနေနေရေးမိသွားပါတယ်ကျမတို့ဆွေးနွေးပွဲမှာလူမများလာပါသို့တော့ကျွမ်းကျွမ်းဝင်ဝင်ပွင့်ပွင့်လင်းလင်းရင်ထဲရှိသမျှ ဆွေးနွေးဖလှယ်နိုင်ကြ၍ဤဆွေးနွေးပွဲလေးကိုကျမအစဉ်တတိယနေခြင်းဖြစ်ပါれ။နောင်အခွင့်သာမှအပြည့်စုံရေးနိုင်အောင်စ조사ရပါမည်။ယခုတော့သူတို့မေးသောမေးခွန်းထဲမှမေးခွန်းတစ်ခုကိုကျမအထူးတတိယမိတယ်။မေးသူကဥယဲလွင်ဖြစ်ပါれ။ဆရာမကြီးပေဘူးလွာနဲ့တွေ့ဆုံဆွေးနွေးခန်းမှာအချစ်အကြောင်းကိုကိုဝင်းငိမ့်ကမေးခဲ့ပါれ။ အချစ်အပေါ်မှာဆရာမကြီးဘလို့သဘောထားလဲဆိုတော့ဆရာမကြီးကငွေချီးတယ်လို့ပဲသဘောထားပါတယ်လို့ဖြေခဲ့ပါတယ်။အဲ့ဒါထပ်မံရှင်းပြပါဦး။မှန်ပါဤထိုစဉ်ကကျမဟာဒီလိုပဲဖြေခဲ့ပါတယ်။ဥယဲလွင်ကိုငွေချီးတယ်လို့သဘောထားကြောင်းကျမထပ်မံပြောခဲ့ပါတယ်။ကျမယခုပြန်တွေးမိတယ်။ချစ်မြတ်တာနဲ့လူပေါင်းဟာ ဖွဲ့စည်းနေသည်ဖြစ်၍တရဝရီအဖို့ အချစ်သည်အမှန်တော့အလွန်လင်းမောမြတ်သောအရာဖြစ်ပါတယ်။အလေးအနက်ထားအပ်သောအရာဖြစ်ပါတယ်။အင်္ဂလိပ်စကားလုံးတွင် အချစ်ကိုလည်း love ဟူ၍ပဲ သုံးတယ်။မေတ္တာတရားကိုလည်း love ဟူ၍ပဲသုံးတယ်။ထို့ကြောင့် where love is God is who သုံးခဲ့ပါတယ်။ထာဝရဘုရားသခင်ဟာအဆုံးမရှိသောမေတ္တာတော်ရှင်ဖြစ်၍အချစ်ရှိသောနေရာမှာဘုရားသခင်ရှိတယ်လို့သုံးခဲ့ပါတယ်။ အချစ်သည်ကဘာတစ်ခုလုံးကိုလွှမ်းခြုံစိုးမိုးတင်သောသဘောတစ်ခုဖြစ်တယ်။မြမာတို့အနေနဲ့အချစ်ဟူ၍လွယ်လွယ်ကူကူသုံးမိမဲ့တခါတရံချစ်မြတ်တာဟူသောစကားလုံးကိုတွဲ၍သုံးတတ်ပါတယ်။သို့သောမြမာတို့၌အချစ်နဲ့မြတ်တာဟာတီးသန့်အတိတ်ပဲရှိသည်ဟူ၍ကျမယူဆပါတယ်။သမီးကြီးစားဖြစ်စေမောင်ချစ်နှမချစ်မိဘနဲ့သားသမီးများအချစ်ကိုလည်းအချစ်ဟူ၍ တုံးဆွဲတက်တယ်။တခါတရံသမီးရီးစားစာမှာလဲမြစ်တာရှိသည်ဟု၍တုံးတက်ပါတယ်။မိဘမြစ်တာဟု၍လဲတုံးတက်ပါတယ်။ကုန်းမောင်ခေမြမစာပေတွင် မင်းစီရတော်များကဘယင်မင်းမြတ်အားပေးအပ်သော စာများကိုလဲမြစ်တာစာဟု၍ခေါ်ဆိုခဲ့ပါတယ်။ဆရာတော်မြစ်တာဖြင့်တိစီအပ်ပါသည့်တကားတော်ရေမြင့်ရှင်ဟု၍သုံးနှုံးသည်ကိုတွေ့ခဲ့ရပါတယ်။ဥပုံညမြစ်တာစာမှာတော့ လူတန်းစားအသီးသီးတို့ညှို့၍ရေးပါတယ်။ကံတော်မင်းကြောင်းမြစ်တာစာမှာတော့ဘယင်ကိုသာတီးတန့်ညှို့၍ရေးသားခဲ့ပါတယ်။အကြောင်းအရာမှာတော့လူတိုင်းလိုက်နာတင်သောအကြောင်းများဖြစ်။ကံတော်မင်းကြောင်းမြစ်တာလောင်းသော ဖုံးပေါင်းချက်သည်ပရမေတိရိဂိဋ္ဌိကုဏဝံယန္တန်တိတေသာအချာလူထိတ်နှိမ့်လျက်ဆိုသောဝမ်းဖြိုးယရနာ ်ရွှေကူဒါယကမဟာဓမ္မရစ်ဟူ၍ရေးသားခဲ့သည်ကို တွေ့ရပါတယ်။များသောအားဖြင့်တော့မိဘနှင့်သားသမီးမောင်နှင့်နှမဆွေမျိုးသားချင်းဆရာဒါယကတို့ချစ်ကြခြင်းကိုမြစ်တာလို့သုံးကြသည်ကို တွေ့ရတတ်၍သမီးကြီးစားလင်မယားအချစ်ကိုအချစ်ဟူ၍သုံးဆွဲတတ်ကြတယ်။ကနန်းအကြီးအတွက်အားဖြင့်တနာပေမအချစ်ကို1500ကီလီတာအချစ်ဟူ၍ပေါ်ပြတတ်ကြလျက် ကြံအချက်များကို928သွယ်သောမြစ်သားလို့ဖော်ပြတတ်ကြပါတယ်။ကျမအနေနဲ့ကျမတွေးတာကတော့စိတ်ကိုအလေကထား၍ကိလေသာတက်မှတ်ခြင်းဘက်ကိုရိမ့်ရိုင်လိုက်ပါရင်အချက်ဖြစ်၍အေးမြတန့်စင်သောဘက်ကိုရိုင်လိုက်ရင်မြစ်သားဖြစ်မယ်လို့ထင်ပါတယ်။ဘယ်လောက်အထိမှား၍ဘလောက်မှန်သည်ကိုတော့မသိပါကိလေသာသည်လက်ခံထားသောသူကကိုပူလောင်စေတတ်သောအရာကို ိလေသာဟု၍ခေါ်တယ်။ဘသူကိုချစ်သည်ဖြစ်စေကိုရင်မှာပူပန်စိုးရင်တောကကို ဖြစ်စေလျင် ထိုစိတ်ဟာအချစ်ပင် ဖြစ်တယ်လို့ကျမယူဆပါတယ်။မြစ်တာကတော့တက်ရောက်စေသူကို၎င်းမြစ်တာကို ရင်ဝယ်ပိုက်သိမ့်ပိုက်ထားသူကကာယကံရှင်ကို၎င်းအေးမြချမ်းသာခြင်းဖြစ်စေသော စိတ်ကိုမြစ်တာလို့ကျမဆိုလိုပါတယ်။ချမ်းမြေ့စရာတော်ဖရာဤယူဆချက်ကိုကျမဖော်ပြလိုပါတယ်။ မြစ်တာဆိုဒီမှာတတဝါတို့ဤအကျိုးစီးပွားကိုလိုလားသောစိတ်တတဝါတို့ကိုချမ်းသာစေသောစိတ်ပင်ဖြစ်တယ်တတဝါတို့ဤအကျိုးစီးပွားကိုလိုလားလျက်ချစ်ခင်သောစိတ်ဟုလဲဆိုနိုင်၏အဘိဓမ္မာ၌မြစ်တာသည်စေတသိက်ဖြစ်၏ဤမြစ်တာသည်ဘာဝနာ၌မူထိုမြစ်တာစေတသိက်နှင့် ရှင်သောစိတ်ကို မြစ်တာလို့ဆိုရသည်တစုံတစ်ယောက်အပေါ်၌ညှိတွယ်လျက်ချစ်ခင်သောစိတ် တဏှာယာကသည်မြစ်တာမဟုတ်ပေညှိတွယ်ခြင်းကင်းလျက်ချမ်းသာစေလိုသောသဘောတသက်ဖြင့်ချစ်ခင်သောစိတ်သည်သာမြစ်တာအစစ်ဖြစ်၏မိမိကတဏှာယာကချစ်ဖြင့်ညှိတွယ်လျက်ချစ်ခင်နေသူတယောက်နှင့်ခွဲခွာ၍တရက်တကြီး၌တွားရောက်နေထိုင်သည့်အခါထိုသူထိုအရက်၌မြည်မြပင် ချမ်းချမ်းသာသာ နေရစေကမူထိုသူကိုမမြင်မတွေ့ရသဖြင့်မိမိမှာစိတ်ဆင်းရဲရ၏ ထို့ကြောင့်ညှိတွေလျက်ချစ်သောတဏှာจิตယာကချစ်သည်စင်ရဲ့ခြင်းဤအကြောင်းဖြစ်၏ဤညှိတွေလျက်ချစ်သော အချစ်မျိုးသည်မိဘနှင့်သားသမီးမောင်နှင့်နှမဆွေမျိုးတဦးနှင့်တဦးမိတ်ဆွေတဦးနှင့်တဦးတို့ဤအကြား၌ပင်ညားစွာဖြစ်တတ်သေး၏ဇနီးခင်မွန်းတို့အကြား၌ကပြောပွေမလိုတော့ပေဟု မြစ်တာစစ်နှင့်အချစ်ကို ရှင်းလင်းဖော်ပြခဲ့ပါသည်ဆရာတော်ဤအဆိုအမိန့်ကို ကြည်ပါလျင်လဲ လူပုပ်ကိုတတဝါဟု၍တက်ရောက်သူတို့အပေါ်ကိုသို့မဟုတ်စိတ်ညှစ်သူအပေါ်ကိုလိုက်၍အချစ်နဲ့မြစ်တာကိုမခွဲကြပေ။ဘသူအပေါ်ချစ်လျင်မြစ်တာဘသူအပေါ်ချစ်လျင်ယာကအချစ်ဟု၍မခွဲကြခဲ့ပါ။ပူလောင်စေသောသဘောနဲ့အေးမြချမ်းငိမ့်စေသောသဘောအဖြစ်မြစ်တာနဲ့ယာကအချစ်ကို ခွဲခြားပြခဲ့ပါတယ်။မိဘနဲ့သားသမီးအချစ်တွင်ပင်ပူပင်တော့ကကိုဖြစ်စေပါကတဏယာကအချစ်ပင်ဖြစ်တော်တယ်။ မေတ္တာထားသည်ဟူ၍မဆိုနိုင်တော့ပေသို့တော်အချစ်နှင့်မေတ္တာသည် စကား300၌နေရာမရွေးရောထွေးလျက်ရှိပါသည်ပေဘူးလွာတွင် အချစ်ကိုငွေချီးသလိုသဘောထားတယ်လို့ကျမဖြေဆိုစဉ်ကလည်းအချစ်နှင့်မေတ္တာကို ခွဲခြား၍မပြခဲ့ ရောထွေး၍ဖြေဆိုခဲ့ပါသည်တွေ့တာတတ်မှတ်ပါသော အချစ်ကြောင့်တန်တရာစခဲ့ကြရသည်ထိုမျှအရှိန်အဟုန်ကြီးမသော အချစ်အပေါ်ကျမက ငွေချီးတယ်လို့သဘောထားသည်ဆိုလိုက်တော့သေးသိမ့်တယ်လို့ပေါ့ဆတယ်လို့ဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ်ထို့ကြောင့်ဥယဲလွင်က ထိုမေးခွန်းကိုပြန်၍မေးခြင်းဖြစ်ပါလိမ့်မယ်ကျမတို့ဟာချစ်မိသည့်တပြိုင်နက် ကို့ချစ်သူနဲ့တေခွဲတော်၎င်းရှင်ခွဲတော်၎င်းကြွေကွင်းရတဲ့အခါစင်းရဲဖြစ်လာတယ်။ကွဲကွာနေရသောကို့ချစ်သူတွေချမ်းသာနေပေမဲ့လေကိုနဲ့မခွဲမခွာနေလိုသောစိတ်ကြောင့် ပူပန်ဆင်းရဲဖြစ်လာရပြန်တယ်။ထို့ကြောင့်တစ္ဆာ၄ပါးတွင်တမှုရိယတစ္ဆာကိုဆင်းရဲဖြစ်ကြောင်းအမှန်တရားဟု၍မဟာစီဆရာတော်ဖရာကဖွင့်ဆိုခဲ့ပါတယ်။တမှုရိယဟုသောနှစ်သက်တွေ့တာဆွဲလန်းမှုကြောင့်ဒုက္ခတွေဆင့်လာခဲ့ကြရတယ်။တဘဝထဲမှာပင် တွေ့တာဆွဲလန်း၍မပြီးနောက်တဘဝကိုပါဆွဲလန်း၍တဖြစ်လဲလဲတန်တရာလေခဲ့ကြရပါတယ်။ကြီးကြီးမားမားဘဝတွေ စီးစိမ်ဥစ္စာတွေကိုမစို့ထားနဲ့တာမန်ပစ္စည်းလေးတစ်ခုကို လိုချင်လာရင်တော့ရအောင်ယူလို၍စူးစားရကြံဖန်ရ၍စင်းရဲတယ်မရပြန်တော့လဲစင်းရဲတယ်ထို့ကြောင့်မြတ်စွာဘုရားကအကျဉ်လိုချင်ခြင်းသည်ရှိ၏ထိုလိုချင်ခြင်းကိုမရ၍ထက်ခါထက်ခါတောင့်တရခြင်းသည်လဲဒုက္ခပင်ဖြစ်၏ဟုဓမ္မစကြာတွင်ဆိုခဲ့ပါသည်သို့တော့စင်းရဲကို စင်းရဲဟုမသိသောအခါ ကျမတို့သည်တွေ့တာတက်မှတ်ဆွဲလန်းနေရသည်ကိုပဲပြောတယ်။သို့မဟုတ်ချစ်နေရသည်ကိုပဲပြောတယ်။ချစ်ရသူနဲ့ကြွေကွင်းရသောဆင်းရဲကိုပဲ တမြင့်မြင့်ခံစားနေခြင်းတယ်။ဤတို့နှင့်အချစ်ဟာ အရှိန်အဟုန်ကြီးမားစွာနဲ့သတ္တလောကမှာ နေရယူလာခဲ့ပါလေ။အချစ်သည် ကိုးွယ်ပတာပူဇော်အပ်သောအရာလို့ယူဆခဲ့ကြပါလေ။အချစ်ဤရစ်ပလင်တွင် ကျမတို့ဤအသက်ကိုစည်သေးခဲ့ကြတယ် မီးကိုတိုးရသောပိုးဖလံကလည်းမီးတိုးရခြင်းကိုစွန်စားကန်တည့်ရလို့ဂုံယူတယ်။ပတ်ဝန်းကျင်ကပိုးဖလံများကလည်းချီးကျူးတယ်။ဒီအတွက်အပြစ်တင်စရာမလိုပါ။မျက်ချောက်ကိုပင်မျက်မှန်စိမ့်နဲ့ကြည်လျင်စိမ့်မြနေသည်ပဲဖြစ်တယ်။အရိယာတို့သည်သာ အမှန်ကိုအမှန်အတိုင်းမြင်ကြတယ်။တကယ်တော့ပေဘူးလွာနဲ့ဆွေးနွေးကန်းတွင် အချစ်သည်မုံမြက်လေးစားတံမိုးထအပ်သောအရာ ဖြစ်ပါလျက်နဲ့ ငွေရေးကြေးရေးအသက်ပြာနဲ့ဥပမာနှိုင်း၍ငွေချီးခြင်းကြွေးမီသဘောနဲ့ကျမနှိုင်းရှင်ဖြေဆိုခဲ့ပါတယ်။ကျမဆိုလိုသည်ကငွေကြေးလိုသူကငွေလာ၍ချီးခဲ့သောအတိုင်းအတာပမာဏကိုမြည်မြချီးနိုင်သည်ကိုကျမတို့တွက်ဆရပါတယ်။မြည်မြအဆုံးရှုံးခံနိုင်မည်ကိုလည်းတွက်ဆရပါတယ်။ငွေချီးသူဟာကျမချီးသောငွေအားပြန်လဲဆက်လိုက်မယ်လို့တထစ်ချတွက်၍မရ။မဆက်နိုင်ရင် ဆုံရှုံကောင်းဆုံရှုံတတ်ပါတယ်ဒီတော့ငွေချီးရင်ကိုပေးနိုင်သလောက်ပေးလိုက်၍သူပြန်ဆက်လိမ့်မည်မဟုတ်ဟုတွက်ဆထားလိုက်ရင်သို့မဟုတ်ဆက်လိမ့်မယ်လို့ညှော်လင့်မထားရင်စိတ်နှလုံးဒုံဒုံချ၍အေးအေးဆေးဆေးနေနိုင်ပါတယ်ပြန်မဆက်တော့လဲအစကတည်းကပြန်ရလိမ့်မည်ဟုညှော်လင့်မထားတော့ကြောင့်မရ၍မပူတော့ပါအလှူပေးသလိုပင်သဘောထားလိုက်၍ကုသိုလ်ရတယ် အေးမြချမ်းသာတယ်စတင်ချီးကလေးကပြန်ရလိမ့်မယ်လို့မျှော်လင့်ထားရင်မရခဲ့တော့ငါငွေကိုပြန်မပေးသေးဟု၍မျှော်တလင့်လင့်ဖြစ်ရတယ်ပြန်မရတော့အခါမှလဲစိတ်ဆိုးရစိတ်ညစ်ရနဲ့ကို့ငွေနဲ့ကိုဒေါသဖြစ်ရပါတော့ကြောင့်ငရေဖြစ်နိုင်ပါတယ်အချစ်မှလဲလင်သားရီစာ မောင်နှမမိဘဆွေမျိုးတွေအပေါ်ကိုချစ်နိုင်တဲ့လောက်ချစ်ဖို့ကကို့တာဝန်လို့ကျမယူဆတယ်ကျမချစ်တော့ကြောင့် ကျမကိုပြန်ချစ်ရမယ်လို့ယူဆလိုက်ရင် သူတို့ကပြန်ချစ်ရင်ဝမ်းမြောက်၍မချစ်ရင်စိတ်တော့ကရောက်ရမယ်။ငါကတော့ချစ်လိုက်ရတာသူတို့ကမချစ်လေခြင်းလို့ဝမ်းနဲ့ကြေကွဲရတယ်။လင်သားဖြစ်စေသားသမီးဖြစ်စေကျမတို့ချစ်တယ်လို့သူတို့စီက အချစ်ကို ပြန်ရလိမ့်မယ်လို့ယူဆခြင်းဟာမဟာအမားတော်ပုံပင်ဖြစ်တယ်။ရေပေါ်မှာပကြီးဆွဲတယ်လို့မရေရာလှပါ။ကိုမျော်လင့်ထားတယ်လို့အချစ်ကိုပြန်မရတော့အခါ ပူပန်တော့ကရောက်ရတဲ့ပူပန်ဆွေးမြေငိုကြွေးခြင်းဖြစ်လာရင် ထိုအချစ်သည်ကိလေသာပင်ဒီအပေကိုလားနိုင်ပါတယ်ငါချစ်နိုင်သလောက်ချစ်မယ်သူတို့မချစ်လဲနေပေါ့သူတို့ကောင်းကျိုးချမ်းသာဖြစ်နေရင်ငါစိတ်ချမ်းသာပြီလို့စိတ်ကိုထားနိုင်ရင်ကို့မှာလည်းအေးချမ်းပါတယ်သူတို့ချမ်းသာစွာနဲ့တိုးတက်ကြီးပွားနေတာကိုကြည်ရင်ဝမ်းမြောက်ကြည်နုရတဲ့အဖြစ်ကိုကငြိမ်းချမ်းပါတယ်ကုသိုလ်ရပါတယ်သူတို့ကြီးပွားနေ၍ ကိုကိုတပြားမှမပေးလဲကျေနဲ့နှစ်သိမ့်နိုင်ပါတယ်။ငါတလောက်ချစ်ပါရဲ့နဲ့သူတို့ကမချစ် ပြန်မကြည့်ဟူသော စိတ်လဲမရှိတော့ပါ။ပြီးတော့မှတဆင့်သူတို့မှချို့တဲ့နေပါလင်ကြီးပွားတိုးတက်ပါစေလို့မြစ်တာထားနိုင်ပါတယ်။ငါမချစ်တဲ့သူတွေဒုက္ခရောက်နေတာပဲကောင်းသေးဟူသောစိတ်မဖြစ်လာတော့ပါ။အမှန်တော့အချစ်သည်တန်တရာကိုလေစေ၍မြစ်တာသည်ဘဝကိုငြိမ်းချမ်းစေသည် ဆိုလျှင် ်တင့်လျော်မည်ဟုထင်ပါတယ်။မြစ်တာသည် အပြန်သို့မဟုတ် ပြန်ရကောင်းစီဆိုတဲ့ကိုယ်ပန့်ညွတ်သည့်ယမတ်ဆန္ဒမပါသောကြောင့်ဖြစ်တယ်။အသွားတတိုင်းရှိလျင် အပြန်တတိုင်းရှိသည်ဆိုသောဇကားမှာခရီးသွားသူအဖို့ပုံမှန်တော်လဲအချစ်ခရီးတဲ့အတွက်ပုံသေးတွက်၍မရပါချမ်းမြေစရာတော်ဖရာကလည်းကိလေသာ အချစ်နှင့်မြစ်တာအပေါ်ထိုကဲ့သို့ပင် ပိုင်းခြားပြခဲ့ပါတယ်သို့တော့ ကျမကအချစ်ကိုငွေကြေးနဲ့နှိုင်းလိုက်တော့စကလုံးရိုင်းသွားပါတယ်။ဒါပေမဲ့ဇက်ဒေါ်လာကေဒါရကျေးမင်းဤဝတ္ထုကိုကျမတတိယမိပါတယ်။ကေဒါရကျေးမင်းကိုဘယင်ကြီးကဖမ်းမိသွားသောအခါအရှင်ကျေးမင်းသည်တခြားကျေးများကဲ့သို့မိမိဝမ်းဝအောင်စားယုံနဲ့မပြီးဘာကြောင့်ဇပန်နံအပိုများကိုကိုက်ချီ၍ပြန်သွားရပါသလဲလို့မေးခဲ့ပါတယ်။ကေဒါရကျေးမင်းဖြေဆိုပုံကိုကြည့်ပါ ်မင်းကြီးငါ၌ကျွေးဟောင်းမီးဟောင်းကိုလည်းဆက်ရပါ၏ကျွေးသစ်မီးသစ်ကိုလည်းချရပါ၏ရွှေအိုးကိုလည်းညှုပ်နှံရပါ၏ဟု ဖြေခဲ့ပါလေကျွေးဟောင်းမီးဟောင်းဆိုသည်မှာဘဝတန်တရာက တင်ခဲ့ပါသောမိဘတို့၏အချစ်ကျွေးနှင့်ယခုဘဝတွင်ပြုစုကျွေးမွေးဆောင်ရှောက်ခဲ့ပါသောမိဘတို့၏အချစ်ကျွေးကို ပြန်လည်ပေးဆက်ခြင်းကိုကျွေးဟောင်းမီးဟောင်းကိုဆက်တည်ဟု ဖြေခဲ့ပါသည်မိဘများကိုလှုပ်ကျွေးရန် အစာရှာပေးရသောကြောင့်ဇပန်နှံများကို အပိုကိုက်ချီသွားပါတယ်လို့ဆိုလိုပါတယ်။ကျွေးသစ်မိသစ်ချရပါသည်ဆိုသည်ကသားသမီးများကို ရှာကျွေးရခြင်းကိုဆိုလိုပါတယ်။မိဘများအတွက်သားသမီးများကိုကျွေးမွေးပြုစုရခြင်းသဘောမှာကျွေးသစ်မိသစ်ပေးတယ်လို့ဖြစ်ပါတယ်။သားသမီးများအတွက်ဇပန်နှံအပိုကိုကိုက်ချီသွားရခြင်းကိုကြီးမင်းဆိုလိုပါတယ်။ရွှေအိုးကိုမြုပ်နှံရခြင်းဆိုသည်မှာ အစာအစာရှာဖွေမစားနိုင်သော နာမကျန်းဖြစ်နေသောအိုမင်းနေသောမစွမ်းကျေးအိုများအတွက်ဇပန်နှံများကိုက်ချီယူသွားရခြင်းကိုဆိုလိုပါတယ်ဆွေမျိုးတော်ဆက်သည်ဖြစ်စီမတော်ဆက်သည်ဖြစ်စီအိုမင်းမစွမ်းနာဖျားမကျန်းမာသူတို့ကို ပြုစုကြွေးမွေးခြင်းဖြင့်ကုသိုလ်ပြုခြင်းကို ရွှေအိုးမြုပ်နှံတယ်လို့ကေဒါရဂျေမင်းဆိုခဲ့ပါတယ်ကေဒါရဂျေမင်းသည်မိဘသားသမီးတို့နှင့်တကွာ နာပြားမကျမ်းပါတော့သူအိုတို့အပေါ်ပါ သူမဟုတ်ပတ်ဝန်းကျင် အပေါ်မှာ အတိုင်းအတာမရှိသောမဟာကရုဏာကိုသာ ရှိနိုင်ခဲ့ပါလေသူဤမေတ္တာတရားမှာသူ့ပတ်ဝန်းကျင်ကိုတာယာဆူပြည်စေခဲ့ပါလေသူသည် သူဤပတ်ဝန်းကျင်အပေါ်၌ထားရှိအပ်သောမေတ္တာကိုကျွေးမီနှင့်၎င်းရွှေအိုးနှင့်၎င်းနှိုင်းရှင်ပြောဆိုခဲ့ပါလေကျမသည်လေကေဒါရကျင်းမင်းဤစကားကိုယူ၍ အချစ်အပေါ်ငွေချီးတယ်လို့သဘောထားတယ်လို့ဆိုခြင်းဖြစ်ပါတယ်။နှိုင်းရှင်ချက်မှန်မမှန်ကိုတော့မိမိသဘောအလျောက်ဆုံးဖြတ်နိုင်ကြပါတယ်။အချစ်ကြောင့်ပူပန်သောကများကိုငွေချီးတယ်လို့သဘောထားလိုက်ခြင်းဖြင့်အေးမြချမ်းငြိမ်းသွားပါတယ်။အမှန်တော့ချစ်၍ပဲကျွေးဟောင်းမိဟောင်းကိုပြန်ဆက်လိုကြပါတယ်။မိဘကိုမချစ်ရင်ရှာကျွေးခြင်းစိတ်မရှိပါ။ထို့အတူသားသမီးကိုချစ်၍လဲပြန်ရမရမတေချာပဲနဲ့ ကျမတို့ဟာ ကျမတို့ဤကျွေးသစ်မိသစ်ခြကြရတယ်ဒီတော့ကျမတို့ကျွေးဟောင်းတွေမိဟောင်းတွေဆက်ကျွေးသစ်မိသစ်တွေခြရင်းနဲ့ဒီတန်တရာ လေခဲ့ကြရလေတော့အချစ်နဲ့ကျွေးမိဟာညီတို့ သဘောဆောင်ကြပါသလဲနားဆင်သူပရိသတ်များအားလုံးစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြေဆုံးကြပါစေရှင်အားလုံးပဲဂျေဇူးများဤတင်ပါရရှင်